ဒီကနေ့အော်တိုဘာလ9ရက်နေ့မှာမြန်မာနိုင်ငံကိုနေချင်းပြန်သွားရောက်ခဲ့တဲ့မလေးရှားနိုင်ငံသား၏ဝန်ကြီးမိုဟာမက်ဟာဆန်ဟာနေပြည်တော်မှာယာယီတမရဗိုလ်ချုပ်မှုကြီးမေးအွန်လိုင်းနဲ့တွေ့ဆုံခဲ့ပါတယ်။တွေ့ဆုံမှုအတွင်းမြန်မာနိုင်ငံမှာရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်နေတဲ့အခြေအနေတွေပြည်ရင်းငြိမ်းချမ်းရေးနဲ့အပြစ်ခတ်ရဆဲရေးစစ်တပ်ဘက်ကလှုပ်ဆောင်နေတဲ့အခြေအနေတွေလာမယ့်အော်တိုဘာလ15ရက်နေ့မှာတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခတ်မှုရဆဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တဲ့နှစ်ပတ်လည်နေ့ကျင်းပမဲ့အခြေအနေတွေကိုဆွေးနွေးခဲ့တဲ့အကြောင်း မြန်မာစစ်တပ်ကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။မကြခင်ကျင်းပဖို့ရှိတဲ့ရွေးကောက်ပွဲတွေပြီးသွားတဲ့အခါမြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်မှာဆက်လက်ရှောက်လန်းသွားမယ်လို့မလေးရှားဝန်ကြီးကိုစစ်ကောင်းဆောင်ကပြောကြားခဲ့ကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်။ဒီမိုကရေစီလမ်းကြောင်းပေါ်မှာအရှင်ကောင်းကောင်းနဲ့တွားနေတဲ့မြန်မာနိုင်ငံမှာအာရမအာဏာသိမ်းယူပြီးဆရာနာရှင်စနစ်အောက်တွတ်တွင်းနိုင်ငံကောင်းဆောင်တွေကိုမတရားတဲ့ပုံမှန်တွေတတ်ပြီးထောင်ချ ကလေးလူကြီးဘာသာရေးအဆောက်အဦတွေပါမကြမ်းဘုံကျဲတပ်ဖြတ်လုပ်ပြီးကမှဒီမိုကရေစီလမ်းကြောင်းပေါ်ဆက်လျှောက်မယ်လို့ပြောဆိုတာဟာတကယ်လက်တွေ့နဲ့စီလျော်မှုလုံးလုံးမရှိတဲ့ယုံနှန်းစကားသာဖြစ်နေမှာပါအထူးသဖြင့်တော့မလေးရှားနိုင်ငံသားရေးဝန်ကြီးနဲ့တွေ့တဲ့အချိန်ယာယီတမရဗိုလ်ချုပ်မူကြီးမေအွန်လိုင်းရဲ့ပြောဆိုမှုတွေဟာသိုးတွန်းတဲ့ကလေးတယောက်ကသူဟာလူလိမ္မာဖြစ်ပါတယ်ဆိုတာကိုမိဘတွေကိုအရင်သွားတိုင်တယ်လို့ဖြစ်နေပါတယ်တခါ မြန်မာနိုင်ငံဟာအာဆီယံအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေလှုပ်ဆောင်နေကြောင်းနဲ့နောက်မှလည်းဆက်လက်လှုပ်ဆောင်သွားမယ်လို့ပြောထားပြန်ပါတယ်။ဒါဟာလည်းလက်တွေ့မှာအပြောနဲ့အလို့တလွဲစီဖြစ်နေတယ်ဆိုတာကိုဧည့်သည်မလေးရှားနိုင်ငံသားကြီးဝန်ကြီးကမသိဘဲနေမှာတော့မဟုတ်ပါဘူး။အထူးသဖြင့်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုနှစ်ပေါင်းများစွာကြာလာတဲ့အခုအချိန်ထိတခုမှအကောင့်တယ်မဖော်ပေးသေးတာအထူးသဖြင့်လူသားချင်းစာနာမှုအကူအညီပေးမဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကို ဝင်ရောက်ခွင့်မပြုတာတွေဟာအာဆီယံအဖွဲ့ဝင်နိုင်ငံတွေတင်တာမကပဲတကဘာလုံးကတည်ထားပြီးသားအကြောင်းအရာတွေဖြစ်ပါတယ်ဝင်ကြီးမိုဟာမက်ဟာဆန်ဟာမြန်မာနိုင်ငံမှာရှိနေစဉ်အတွင်းယာယီတမရဗိုလ်ချုပ်မူကြီးမေအောင်လိုင်းအပြင်ဝင်ကြီးချုပ်ဥညိုစောနိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေတို့နဲ့ပါတွေ့ဆုံခဲ့တာပါတွေ့ဆုံမှုတစ်ခုချင်းစီအတွက်မလေးရှားဝင်ကြီးဘက်ကထုတ်ပြန်ချက်တိုင်းဟာ အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင်အထည်ဖော်ဖို့အထူးသဖြင့်အကြမ်းဖက်တပ်ဖြတ်မှုတွေရပ်တန့်ဖို့စာနာမှုအကူအညီတွေအရှိန်မြင့်ပို့ဆောင်ပေးဖို့နဲ့တက်ဆိုင်သူအားလုံးပါဝင်တဲ့တွဲဆုံဆွေးနွေးမှုတွေလှုပ်ဆောင်ဖို့တို့ကိုတိုက်တွန်းပြောဆိုခဲ့တဲ့အကြောင်းဖော်ပြထားပါတယ်။ဒီခီးစဉ်ဟာအခုနှစ်ဇူလိုင်လအတွင်းကျင်းပခဲ့တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲရဲ့ဆုံးဖြတ်ချက်နဲ့အညီအာဆီယံအလဲကျဥက္ကဋ္ဌအနေနဲ့ကုတ်တစီကောအဖြစ်တွားရောက်ခြင်းဖြစ်ကြောင်းလဲဝန်ကြီးမိုဟာမက်ဟာဆန်ရဲ့ ခီးစဉ်မစခင်ထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ဝန်ကြီးနဲ့အတူအာဆီယံအလဲကျဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမာဥတ္တမဟာရှင်လဲလိုက်ပါသွားတယ်လို့သိရပါတယ်။သူတို့ကိုအတိမတ်ပြု လာရောက်မဲ့နိုင်ငံတကာကဧည့်သည်တော်တွေကိုမျှော်နေတဲ့ဆေးဥစုအတွက်တော့မလေးရှားဝန်ကြီးရဲ့ဒီခီးစဉ်ဟာရင်းကနေတုန်းရေဘူးကမ်းလန်းသူနဲ့တွေ့လျရသလိုဝမ်းသာသွားမှာတော့သိကြပါတယ်။မလေးရှားရဲ့အာဆီယံအလဲကျဥက္ကဋ္ဌတာဝန်မကြခင်ပြည်ဆောင်တော့မှာဖြစ်ပါတယ်။ ရှစ်နှစ်2026ခုနှစ်အတွက်အလဲကျဥက္ကဋ္ဌတာဝန်ကိုဖိလစ်ပိုင်ကယူရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇောင်းလိုက်ပါဒီမှာတနိုင်ငံလုံးထောက်ခံအားပေးနေတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာနိုင်ငံရေးလောကကိုပြန်လာခွင့်မရှိတော့ဘူးလို့စစ်ကော်မရှင်လောက်ကန်စန်းခိုင်ရေးပါတီဥက္ကဋ္ဌခင်ကပြောခဲ့ပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာ3ရက်ကရန်ကုန်မြို့စန်းခိုင်ရေးပါတီရုံးချုပ်မှာဘာသာရေးအစွန်းရောက်တွေနဲ့တွေ့ဆုံစဉ်ခင်ကခုလိုပြောဆိုခဲ့တာပါ။ ကြပြင်ဘာသာရေးဆွမ်းရောက်တွေတဲချေခိုက်စေတဲ့အမျိုးဖာသာတဒနာအတွက်ထာဝရရည်တည်မယ်လို့ခင်ကပြောခဲ့ပါသေးတယ်။ NLD ပါတီအစိုးရလက်ထက်တုန်းကဘာသာရေးဆွမ်းရောက်တွေဟာစန့်ခိုင်ရေးပါတီကိုရည်တည်အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့စံခါရေးပါတီသားအစိုးရဖြစ်လာပါကမပါတာနဲ့အမျိုးသားရေးလှုပ်ရှားသူတွေနဲ့အတူရက်တည်သွားမယ်လို့ခင်ကပြောခဲ့ပါဗါတယ်။အဲ့ဒီအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ပါတာရေးအစိုးရတွေကဦးသိန်းစင်အစိုးရခေတ်ကလို့အမျိုးသားပြန်လည်တင်ပြရေးအတွက် NLD ပါတီကို ပြန်လည်ပေးခေါ်မှုတွေကိုစိုးရိမ်နေလို့ပြောဆိုတဲ့ခါခင်က NLD ပါတီအနေနဲ့မြန်မာနိုင်ငံရဲ့လောကမှာပြန်လည်ချေချောက်ခွင့်ရရှိလာစရာအကြောင်းမရှိတော့ပါဘူး။စံခိုင်ရေးပါတီကအစိုးရဖြစ်လာရင်လက်ရှိမူဝါဒအတိုင်းရည်တည်ပြီးတော့ဘာပြောင်းလဲမှုမှလုံဆောင်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ဒါပြင်ခင်က NLD ပါတီကပြန်လာစရာအကြောင်းမရှိတော့ဘူး။သူ့လမ်းသူရွေးသွားပြီးလာဖို့လည်းခွင့်လမ်းမရှိနိုင်တော့ဘူး။သူ့လမ်းသူရွေးသွားတာကိုပြန်ပြီးတော့အသက်သွင်းစရာလည်းမရှိဘူး။အဲ့ဒါကဘသူကြောင့်မှမဟုတ်ဘူး။ကျွန်တော်တို့လုပ်တာလည်းမဟုတ်ဘူးလို့ဆိုပါရစေ။